နိုဝင်ဘာလဒုတိယဆယ်ရက်ပတ်အတွက်ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုံမှာလှေပြင်းနဲ့ရဝန်းတကြိမ်ဖြစ်ပေါ်နိုင်ပြီးရန်ကုန်ဘကိုးအရှေ့ပိုင်း AR တနင်္သာရီကရင်မွန်ပြည်နယ်တို့မှာ၃ရက်ကနေ၅ရက်ခန့်မိုးရွာသွန်းနိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။ထုတ်ပြန်ချက်အရနိုဝင်ဘာလဒုတိယဆယ်ရက်ပတ်အတွက်မိုးစလခန့်မှန်းချက်အနေနဲ့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုံမှာလှေပြင်းနဲ့ရဝန်းတကြိမ်ဖြစ်ပေါ်နိုင်ကြောင်း ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အထင်းအထင်းကနေတိမ်ထိုတက်နိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ကြောင်းသိရပါတယ်။မိုးရွာသောမို့အခြေအနေအနေနဲ့ရန်ကုန်တိုင်းပဲခူးတိုင်းအရှေ့ပိုင်း AR တိုင်းတနင်္သာရီတိုင်းကယားကရင်နဲ့မွန်ပြည်နယ်တို့မှာရွာသွန်းမြင့်ထပ်ပိုနိုင်ပြီးမန္တလေးတိုင်းမကွေတိုင်းစကိုင်းတိုင်းကချင်ချင်းရခိုင်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ ရွာသွန်းမြိုင်အောင်ရောင်းနေနိုင်ကနေပြည်တော်ဘကိုးတိုင်းအနောက်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာရွာသွန်းမြိုင်ခန့်မိုးထစ်ချုံရွာသွန်းနိုင်တယ်လို့သိရပါတယ်။